နွေဦးနဲ့တိန်ချန်နယ်ကိုအပင်းနားဆင်နေကြတဲ့သူတွေအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မှာကျွန်မဖက်ပြသွားဖို့ရွေးချယ်ထားတာကတော့စာရေးဆရာမယူရရဲ့ essay ကလေးတွေဆိုတဲ့စာအုပ်ထဲက essay နှစ်ပုဒ်ပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့လက်ကလေးတွေလို့အမည်ရတဲ့ essay ကိုဖက်ပြပါမယ်ရှင်။နားဆင်အားပေးပါဦးနော်။လက်ကလေးတွေ ပွားလက်ကလေးတွေကအရန်လာပါတယ်။အခုခေတ်ကောင်းမလေးတွေခမညာလက်သေးတွေရှည်လာတဲ့အခါပစ္စည်းမျိုးစုံသုံးပြီးပုံဖော်ကြရတယ်။အဲ့ဒီကောင်းမလေးတွေကို အဖွားကတနာတယ်လို့ပြောလိမ့်မယ်ထင်ရဲ့။အဖွားရဲ့အကြီးဆုံးမိမကအဖွားကိုလက်သေးလာညက်ပေးရတယ်။သူမလာဖြစ်လို့အဖွားရဲ့လက်သေးတွေရှည်နေပြီဆိုရင်လက်သေးလေးတွေကညှိထားသလိုတိတိလေးရှိနေတတ်တယ်။အသက်ကြီးလာလို့လက်ချောင်းတွေဟာခိုးရုံးကလိုမတွေ့ရနိုင်တော့ပေမဲ့ ်ငငယ်ကတိတ်လာမယ်ဆိုတာကတော့သိသားနေတယ်လေအဖိုးရဲ့နောက်ဆုံးချိန်အနားမှာမရှိခဲ့ရတဲ့အတွက်အဲ့ဒီလက်ကလေးတွေဟာ ဝန်းနေနေရှာမယ်ထင်တယ်လေဖြတ်ထားတဲ့အဖွားရဲ့လက်တွေနဲ့ညီမကောင်းဖြစ်နေတဲ့အဖိုးကိုဘာမှပြုစုပေးမရလိုက်ပါဘူးဘာအင်အားမှမရှိရှာတဲ့အဖွားရဲ့ညာဘက်လက်ကလေးတွေကသူတို့တခင်မကို အာနာနေရှာမယ်ထင်ရဲ့ဒါပေမဲ့ဘဲဘဲလက်ကလေးကတော့သူ့လုံနိုင်တဲ့တာဝန်ကိုကြေပွန်စွာထမ်းဆောင်နေတယ်လေ။ အိမ်မှာနေရင်သူ့လက်ကလေးတွေနဲ့ဗတိလေးစိတ်ပြီးမြေတားပို့နေခြင်းကအဖိုးအတွက်သူလုပ်ပေးနိုင်တဲ့အကောင်းဆုံးသော ဖြည့်စီမှုတစ်ခုပဲမဟုတ်လား။ မိမရကံကောင်းမှုလွေတာမဟုတ်ကိုဘကြီးတွေကတော့အဲ့ဒီကံကောင်းမှုကိုအပြည့်ဝရရှိခဲ့တယ်။သူတို့ကိုချစ်တဲ့တစ္ဆာရှိတဲ့ပြုစုယူရတဲ့မိမကိုဘာကြောင့်ပိုင်ဆိုင်ရတယ်လဲဆိုတာအယံကိုစိတ်ဝင်စားကြပါ။ဘာကြီးတွေမှာဘာအစွမ်းတွေရှိနေလဲစဉ်းစားကြည့်တဲ့အခါယူရီချောမောလို့လားဆိုတော့မင်းကုတနဲ့ပပဝဒီလို့လို့ပါပဲ။မွေးရှာနိုင်တာလားဆိုရင်လေစာမူကလေးတွေပေးတခါယူတလဲနေပေါ့။ဇာရေးဆရာမိမတွေကို ချင်းရွှေရတနာဆိုင်ကြီးတွေမှာအလူရွက်ဝဲတာဘယ်တော့မှမြင်ဘူးလို့လေ။ကျမတန်ဆန်းနေပြောရအောင်လေ။ဘာကြီးတွေခမညာလေကတောင်တိုက်ရမှာအာဏာနေတဲ့တယ်လေ။ဘလောက်ဆားဆားအသားမဖြစ်တဲ့အမျိုးလားမသိ။သူတို့မိမတွေခမညာတော့အယိုးအရင်လေးစားပြီးဝါကြီးနေကြတာ။မသိတဲ့လူတွေဆိုရင်ယောက်ျားကိုမကြွေးပဲသူတို့ကြီးစားနေကြတယ်လို့ထင်နိုင်တယ်။ကိုဖီနဲ့အမေဆိုလေဒီတိုင်းပဲ။အပြောကောင်းတဲ့သူတွေလားဆိုရင်တော့ စကားကိုတိတိကျကျပဲပြောရတယ်။ပက်ချွဲနဲ့ချွဲမလုပ်တတ်ဘူးလို့ဖြေရမှာပါပဲ။ကောင်းရင်ကောင်းတဲ့အကြောင်းကိုတော့ချီးကျူးတတ်ကြတဲ့လူမျိုးတွေပါ။ဒါဆိုရင်သူတို့ရဲ့လိုဝဲချက်ကဘာလဲ။ကိုစဉ်းစားကြည့်တယ်။စဉ်းစားရင်ကကို့ဖြေကိုသဘောကျပြီးပြုံးရတယ်။တင်ချတွတ်တဲ့နေရာမှာစိတ်ကူးကောင်းတယ်လို့အပြောခံရတဲ့ကိုဟာအနည်းဆက်ဆုံးအဖြေတစ်ခုကိုထုတ်နိုင်ခဲ့တယ်လေ။ဘာကြီးရဲ့အကောင်းဆုံးသောအီချင်းနဲ့အကောင်းဆုံးသောဆွဲဆောင်မှုဟာသစ္စာတရားပါ။မိမတယောက်တည်းကိုပဲနောက်ဆုံးအချိန်ထိပ် ချစ်ခင်စွာပေါင်းသင်းခဲ့တဲ့တစ္ဆာတရားသာသူတို့ရဲ့လျှို့ဝှက်ချက်ဖြစ်လိမ့်မယ်ထင်ရဲ့မေလာရဲ့အလွန်ပူတဲ့ຫນွေတရက်မှာဘာဘာနေမကောင်းဘူးလို့သိရတယ်။တိလိုက်ရတဲ့အချိန်မှာဘာအံ့ဩမှုမှမဖြစ်။ဒီလိုပဲဘာဘာမိမကကားမောင်းပြီးဈေးရုံဈေးကန်တွေလိုက်ဖို့ နောက်ရက်နေနေကြရင်စေပတိတဖြောက်ဖြောက်အောင်နဲ့ဘဘနေကောင်းနေပြီလေကိုမနဲ့မျက်နှာတက်တိုင်းဘဘအိမ်စင်ဝင်အောက်ကဘဘထိုင်နေကြခုံလေးကိုလှမ်းကြည့်တယ်စေပတိစိတ်နေတာမျိုးဒါမှမဟုတ်စာရေးနေတာဆိုရင်တော့နေကောင်းတာတည်ကြပြီလေအဲ့ဒီခါကျမှစိတ်ချလက်ချဖြစ်သွားတော့တယ်ဘဘနေမကောင်းရင် အပင်မန်းဆုံးကဘဘမိမလေဘဘမိမကိုတူတူမတွေကကြီးကြီးအေးလို့ခေါ်ကြတယ်နာမည်နဲ့လိုက်အောင်စကားနှဲပါတယ်အေးပါတယ်နေမကောင်းလေဘဘကဇိမ့်ပဲ သူ့ကိုပြုစုမဲ့သူ့မိမကအသင့်ဂျီဂျီအေးကသူတို့အတူတူနေတဲ့တခြားလုံးဘဘရဲ့ဝေယဝဆကိုလုတ်ပေးဖို့ပဲ အမြဲစောင့်ကြည့်နေခဲ့တယ်ထင်ပါရဲ့ခဏခဏနေမကောင်းဖြစ်တဲ့ဘဘကိုမကြီးမညူလုတ်ပေးခဲ့တာကလေနဲရဲမြစ်တာတရားလားဘဘနေကောင်းရင်တောင်တခုခုလိုနေတယ်လို့ခံစားနေရအောင်မယ်နေကောင်းနေခြင်းဆိုတိတ်မပြုစုရလို့လေဂျီဂျီအေးကပြုစုဆောင်လျှောက်ခြင်းဆိုတဲ့မြစ်တာတရားနဲ့ဘဘအနားမှာနေခဲ့ပါတယ် အိမ်မှာချက်ပြုတ်ပြီးလို့နေ့လယ်နေ့ကြီးဆိုနနာနေနေမနေပဲဘဘာနဲ့တာသမီးတွေစားဖို့ဘုံလကောက်လိုမျိုးကြောက်ကြောစနွမကင်းလိုမျိုးလှုပ်ကြွေးတဲ့တည်တယ်ကိုတို့တောင်တည်ယူခဲ့တာမမှီသေးတယ်တခါတလေဘဘာအိမ်မှာကက်စားကြသေးတာကိုတချောင်းချောင်းနဲ့တန်ရိုက်တန်ကြလို့လမ်းကြည့်လိုက်ရင်ជីကြီးအေးတယောက်တူတချောင်းနဲ့တေးတေးမမွားအလို့ဆိုဘဘာမလို့ရအောင်သူကိုယ်တိုင်ဝင်လို့တယ်ထင်ပါရဲ့တခါတလေလင်မယားနှစ်ယောက်တက်ညီလက်ညီချမ်းစီယူကိုကိုယ်တိုင်စေးတုံနေသေးတာ ဘဘာအဖို့ကိုကိုတိုင်းရှောဘဘာစားဖို့ကိုတိုင်းချက်ဘဘာအဖို့မိဖို့တိုက်ဘဘာလိုအပ်တမညာလုတ်ပေးဖို့ជីជីအေးရဲ့လက်တွေကအသင့်နောက်ဆုံးချီးဝတ်တေးဝတ်တွေကအစသူများမလျှော်ခိုင်းပဲကိုတိုင်းလက်နဲ့လျှော်ပေးတဲ့သူမျိုးပါနှလုံးသားတစ်ခုကပဲချစ်တတ်တာမဟုတ်ပါဘူးလက်တွေကလည်းချစ်တတ်ပါတယ်လေမင်းရဲ့နှွေရဲ့ပေါင်းပြီးဘဘာကိုရက်ဆက်လိုက်ကြတယ်ဘဘာကတော့ဆေးကမှာပက်လက်အနေထားဘဘာမိန်းမက သူ့လက်တွေနဲ့ဘဘလက်တွေကိုစုပ်ကင်ထားတယ်။ဘဘရဲ့လက်တွေကတော့ပြန်လဲစုပ်ကင်နိုင်စွမ်းမရှိတော့ပါဘူး။အသက်ကိုခက်ကြက်ကြက်ရှူးလို့တော်တော်အိမ်မော်ကြနေပုံပဲ။အိမ်မက်တွေမက်နေလား၊စာရေးဖို့စဉ်းစားနေလား၊လက်ဖက်ရည်ဆိုင်ကိုစိတ်ကူးနဲ့ထိုင်ပြီးဒီတစ်ခါလူငယ်တွေနဲ့တွေ့ရင် post modern တွေပစ္စလက်တိုံမှန်တွေအကြောင်းသူနေညင်းခုမှုစဉ်းစားနေလိမ့်မလား။အသက်ကိုခက်ပြင်းပြင်းတစ်ချက်ရှိုက်လို့ဘယ်တော့မှမနိုးတော့အောင် အိမ်မော်ကျသွားခဲ့ပြီလေជីជីအေးကစိတ်တည်တည်ငြိမ်ငြိမ်နဲ့ဘဘလက်တွေကိုစုပ်ကင်ထားမြဲတာဝန်ကြီးခဲ့ခြင်းအတွက်စိတ်ဖြည့်သာမှုရှိတယ်ဆိုတာဒါမျိုးလားမသိဝေယဝတ်ဆောက်တွေမရှိတော့တဲ့အတွက်လက်တစုံကဝန်းနေနေမှတင်လေမျက်လုံးတွေကပဲငိုရတာမဟုတ်ပါဘူးလက်တွေကလည်းမျက်ရည်ချတတ်ပါတယ်ဘာကြောင့်လဲဆိုရင်ပက်လက်ကလေးမနှိုးသောအိတ်ချင်းနဲ့အိတ်ပြုံနေတဲ့ဘဘကိုကြည့်ရင်ជីជីအေးလက်မှာချွေးစည်းတွေပြန်နေခဲ့တယ်လေ တွေ့ရမဲ့သွားတဲ့လက်ကလေးတွေအတွက်ဘဘတမလွန်ကနေစိတ်ပူနေလိမ့်မလားစိတ်မကောင်းဖြစ်နေလိမ့်မလားမပူပါနဲ့ဘဘဆုံးတာတလားပြေတိုင်းဘဘအတွက်ဖုန်ကြီးစွန့်ကပ်ဖို့ជីជីအေးဟာသူ့လက်ကလေးတွေနဲ့ဟင်းချက်နေတယ်လေ ဘာကြီးဆုံးရဲ့မိမကိုជីကြီးလို့ခေါ်ကြတယ်။ဘာကြီးကိုအလွန်ချစ်တဲ့ជីကြီးပါ။ရေချိုးပြင်းနဲ့ဘာကြီးရဲ့ခြေထောက်မှာကြီးတွေနဲ့ပေါ့။ជីကြီးကမတက်တာတဲ့အဆုံရင်နှွေးဆက်ပြီးကိုရိုင်းခြေထောက်ကိုဆေးကြောပေးရတယ်။မိမမလုပ်ပေးပေးအောင်လားတော့မသိ။ရေချိုးရက်ကပူပူချသွားတယ်လေ။ជីကြီးကဘာကြီးတယောက်တည်းကိုပဲချစ်။ဘာကြီးတယောက်တည်းကိုပဲမျက်နှာပြီးယူခဲ့တဲ့ပုံပါပဲ။အကိုလို့ခေါ်လိုက်တဲ့နေမှာအာကိုတန်ချစ်ခင်တန်တွေပြည့်နေတယ်။ဒုက္ခရောက်ခဲ့တဲ့အချိန်တွေမှာလက်တွေမဖြုတ်တမ်းနေပေးခဲ့တယ်။ တရက်တာជីជីရဲ့မွေးစားသမီးလေးကជីជីဈေးဆိုင်ထိုင်နေတော့လာခေါ်တယ်။ជីជីဘဘကထမင်းလည်းမစားဘူး။ဟေးဘာဖြစ်လို့တော့လို့ဆိုပြီးမအားတဲ့ကြာကဘဘစီကိုခက်မြင်မြန်ထထသွားတယ်။ခရင်ပြက်နေလို့များလား။ဘာများဖြစ်လို့လဲပေါ့။အကိုဘာလို့ထမင်းမစားသေးရလဲစားချင်စိတ်မရှိလို့လား။အကိုကြိုက်တဲ့ငါးကြောချင်းရေခင်းမြူတီတောင်းကိုမနက်ကစောစောထားပြီးချက်ပေးထားတာလေ။ ဲ့မစားခြင်းဘာစားခြင်းလဲပြောဘာလို့ပြရမလဲဘဘကဘာမှမပြောជីជីကထက်ခါတကမေးတဲ့အခါမှာမေးတဲ့ရန်ကိုဆိုတဲ့အကြည့်နဲ့မအားဘူးလားဩဝေသူလာနေတော့လေရောင်းနေရတာပေါ့ကိုကဆိုင်းဖွင့်ထားမှာတော့မထိုင်လို့ဖြစ်မလားကဲပါအကိုရဲ့တမိကိုဆိုင်းကြည့်ခိုင်းထားလိုက်မယ်သမီးမကန်လေးကင်ပြီးဘဘနာကိုជីជីရောက်လာတယ် ဘဘထမင်းမဆိုင်ရခြင်းအကြောင်းရင်းကတော့ជីကြီးလက်နဲ့ခွန့်ကျူတဲ့ထမင်းကိုစားခြင်းလိုပါချစ်ချင်းတရားနဲ့ချက်ထားတဲ့ထမင်းဟာမြစ်တာတရားနဲ့ကျွေးတဲ့လက်ကြောင်ပုံလို့တောင်အရသာရှိနေမယ်လို့ထင်ပါတယ်ဒါကြောင့်လေဘဘကထမင်းကိုသူ့ဟာသူမစားပဲជីကြီးကျွေးတာစောင့်နေတာနေမှာပေါ့ဘာကြီးကိုချစ်တဲ့ជីကြီးအတွက်တင်းစိုးတစ်ခုကတော့ဘာကြီးမှာအဆုတ်ရောဂါရှိနေပြီတဲ့အာရော့သွားပြီမယ်စိတ်နဲ့မကြပါဘူးအကိုဆိုတဲ့သူအားကိုအားထားရာ ဆက်လက်အသက်ဆက်နိုင်မှုမိမျိုးစုံနဲ့ကြိုးစားရမယ်လေ။ဘာကြီးဟာနေမကောင်းတဲ့အချိန်ကစပြီးជីကြီးကိုအပြတ်မခံတော့ဘူး။သူ့အနာကနေပျောက်သွားတာနဲ့ခေါ်တော့တာပဲ။ជីကြီးကလည်းအစနောက်တန်းလို့ပြီးပြီးဒီနားမှာပဲပေါက်ချလိုက်ရမလားအကိုဆိုတော့ပြုံးပါတယ်။ကလေးတယောက်လို ဖြစ်နေတဲ့သူ့ဖြစ်ကိုပြုံးမိတဲ့အပြုံမျိုးဖြစ်မလားမသိ။ဘာပဲဖြစ်ဖြစ်ဘာကြီးအပြုံးဟာမိမိဖြစ်ကိုမိမိကျေနပ်နေတဲ့ပုံစံမျိုးပါ။ အကောင်းဆုံးဆိုတဲ့စေးနဲ့ကုတယ်အကောင်းဆုံးဆိုတဲ့အစာကိုကျွေးတယ်အကောင်းဆုံးတွင်လည်းလုပ်ပေးခဲ့ပေမယ့်အထက်ဆုံးယောဂါကအနိုင်ယူခဲ့ပြီလေအသက်ရှူကြက်တက်တဲ့ယောဂါမျိုးအောက်ဆီဂျင်တောင်ပေးရတဲ့အဖြစ်ပါမောနေပြီဆိုရင်အောက်ဆီဂျင်ပိုက်ယူဖို့လန့်လိုက်တဲ့ជីကြီးလက်ကလေးကိုဘာကြီးကလမ်းဆွဲပြီးသူ့ရင်မက်ပေါ်တင်လိုက်တယ်လက်ကလေးတစ်ဖက်ဟာယောဂါတွေကိုတက်တာသွားစီလားဆိုတာဘာကြီးကိုယ်တိုင်ပဲသိပါလိမ့်မယ်နေ့တနေ့ရဲ့ပထမဆုံးလာမှာ လက်ကလေးဟာအမြဲတမ်းလိုလိုရင်မက်ပေါ်တင်ထားရပြီလေရင်မက်နဲ့လက်ဟာမခွဲတမ်းရှိနေပုံအရာယောဂပိုပြင်းထန်လာတဲ့သဘောပဲမဟုတ်လားနောက်ဆုံးအချိန်မှတောင်ကြီးကြီးလက်ကလေးကိုပဲဘာကြီးလက်တွေကခက်တင်တင်စုပ်ကိုင်းလို့သူ့ရင်မက်ပေါ်တင်ထားတယ်အောက်ဆီဂျင်ဘူးကိုတော့ရောင်လို့တောင်မကြည့်တော့ဘူးတဘာဝကိုမျက်နှိုးတဲ့ဘာကြီးဟာခင်မီဆက်တွေကိုမလိုလားတော့ဘူးလက်ကလေးကပေးတဲ့မြတ်တာတရားနဲ့ပဲနောက်ဆုံးထွက်သက်ကိုဖျက်တမ်းခဲ့တယ်ကြီးကြီးအတွက်ကတော့ ကောင်းငင်ပြောက်သွားတဲ့ကျေရီလူပေါ့ဘာကြီးကိုတိတ်ချစ်တဲ့ជីကြီးဟာလဲတိတ်မကြလိုက်တဲ့အချိန်လေးမှာပဲယောဂခံစားရပြီးနောက်ဆုံးအချိန်ကိုရင်ဆိုင်ရတော့တယ်ဘာကြီးရဲ့အတုဘရက်လင်မှာဟိုဘက်ပြေးအခန့်လိုက်ဒီဘက်ပြေးစကားပြောလိုက်တဲ့ជីကြီးဟာအခုတော့အိယာပေါ်မှာပက်လက်ကလေးလဲလို့ဘာကြီးနေမကောင်းဖြစ်ချိန်မှာဘာကြီးကိုဂယုဆိုင်နေရတာကြောင့်သူဘာယောဂခံစားနေရလဲဆိုတာတောင်မသိရှာဘူးရက်လေပြီးနောက်ရက်တွေကစပြီးစိတ်ရောကိုယ်ကလဲတော့တာပဲ

အစီအပဲဖြစ်ပါလိမ့်ရှင်။ဆက်လက်ပြီးတော့ဗာရန်ရွက်ထဲကကြာစံတုပ်ဆိုတဲ့အစီကိုဖျက်ပြတော့ပါဦးမယ်နော်။ဗာရန်ရွက်ထဲကကြာစံတုပ် လေးဘဝဆိုတဲ့အတွေ့အကြုံကိုလူကြီးတိုင်းဖြတ်တန်မှုကြမှာပါကလေးဘဝဆိုတာဘယ်လိုဟာမျိုးလဲဆိုတော့အတန်းတက်ကကောင်းလေးကိုချစ်လို့မွေးမွေးပေးတတ်တာကြိမ်လုံးကိုဆရာမတစ်ကြောက်တတ်တာကျောင်းမရောက်နဲ့ကြာဆန်တော့လေးကတာကဘာပေါ်မှာအကောင်းဆုံးလို့ထင်နေတာဖြူစင်ချင်းကိုရဲရဲဝံ့ဝံ့လက်ကင်ထားတာကလေးဘဝပေါ့ကလေးတုန်းကအဖြစ်ပြက်တွေကအခုပြန်စင်းစားကြည့်တော့ရီစရာကောင်းနေပေမဲ့အဲ့ဒီလုံကတော့တကယ်လေးနဲ့ခဲ့တာ ဥပမာ ငငယ်ကကိုဆက်ထားတဲ့ကြပြားလေးတစ်ပုတ်ရှိတယ်။ငငယ်ကဆိုတော့လေကြပြားပဲဆိုပါတော့။အဲ့ဒီလုံကစာလုံးပေါင်းတိုင်းပဲရေးပါမယ်။မင်းဟာလူဆိုးလေးမင်းဟာတမျှလေးကိုယ့်ရဲ့အချစ်ကိုမကူညီနိုင်ဘူးလား။ဤတုံးလေးနဲ့ပြစ်လိုက်မယ်၊ချီတုံးလေးနဲ့ပြစ်လိုက်မယ်။မင်းကိုပေသွားလိုက်မယ်။နရက်ကိုလာ93ဒီကြပြားကိုရေးတော့ငါတရန်တက်ခါစားပေါ့။ အဲ့ဒီအချိန်လုံးကတော့ငါကပြတာအကောင်းဆုံးလို့ထင်နေတာလေအခုပြန်ဖက်မိရင်ရည်ရင်လိုက်တာမပြောနဲ့ရည်ရင်တာနဲ့အတူတူကြည်နူးတာလည်းအစ်စ်ပါသေးတယ်ကိုခဏခဏဟိုတယ်ရီစားတောက်ဆိုင်တွေမှာစားရတောက်ရလေးရှိတယ်တနေ့တငယ်ချင်းတယောက်ကသူ့နိုင်ငံသားထွက်မှာမို့အိမ်သားကရွှေအိမ်တော်မှာအပေါင်းအသင်းတွေကိုလိုက်ကြွေးတယ်ရွှေအိမ်တော်ကကြာဆန်ကျော်ခောက်ဆွဲကျော်ဆိုတာကိုရုငငယ်ကလေးကအခုထိနမိတ်ကြီးပဲကိုကခောက်ဆွဲတိတ်မကြိုက်လို့ကြာဆန်ကျော်မှားတယ်ကျန်တဲ့သူတွေကလည်းအစားတောက်မျိုးမှားကြတာပေါ့ ကောင်းလွန်းလို့စားလိုက်ကြတာလေပူတယ်လို့ကိုမရှိဘူးကိုလည်းစားလို့တော့ကောင်းပါရဲ့ဒါပေမဲ့တခູ່ကိုတရိယာတလူလူလွှမ်းတလူလူဖြစ်လာတယ်ပြီးတော့ရွှေအင်တော်ကကျွေးပကံလက်လာကြီးကိုကြည်ရင်စိတ်ထဲမှာတမျိုးကြီးဖြစ်လာပြန်ရောဒီလိုနဲ့အိမ်ပြန်လန်းကိုပိုက်ထဲမှာအစာအပြည့်စိတ်ထဲမှာစာလောင်မှုတိတ်ခြင်းတွေပိုက်ကပြန်လာခဲ့ရတယ် ုံမရက်တွေဆိုရင်အမေကအိမ်မှာတခုခုလုပ်ကျွေးလေးရှိတယ်။ဒီနေ့တော့ကြာဆန်တော့လုပ်ကျွေးမယ်တဲ့။အမေလက်ရာကိုလူတော်များများကချီးကျူးကြတယ်။ဘာလေးပဲလုပ်လို့ကောင်းတဲ့။အမေကမုလို့စားရင်ဆွေမျိုးကအစအိမ်နီးနာချင်းအထိကျွေးခြင်းနဲ့သူ့လက်ရာကောင်းတယ်များပြောလိုက်ရင်နောက်တော့ပဲဘာထက်လို့ရမလဲဆွေးနွေးနေပြီ။ဒီနေ့အမေတုတ်တဲ့ကြာဆန်တို့ကစစ်တုံယူစီချက်များများဈေးကြီးကြီးကြာဆန်ကောင်းပေးဆိုတဲ့အစာပလာတွေနဲ့တုတ်ထားတာဘလောက်ကောင်းမလဲစဉ်းစားကြည့် အိမ်ကလူတွေရောလာစားတဲ့သူတွေရောချီးကျူးလိုက်ကြတာမပြောနဲ့အေးဒါပေမဲ့ကိုကတော့အဲ့ဒီဘိုက်ရောစိတ်ပါအစားပြေသွားတဲ့ထင်မပါခဲ့ဘူးအမေကလည်းအမှန်တိုင်းဝန်ခံမိတယ်အမေရဲ့ကြာစံတူကကောင်းတော့ကောင်းပါရဲ့ဒါပေမဲ့တမိစိတ်ထဲမှာတခုခုလိုနေလိုပဲပြီးတော့အမေပကံတွေနဲ့စားရတာရိုးလာပြီအဲ့ဒီတော့အမေကနင်ကဒီပကံမစားလို့ဖက်ရွက်နဲ့စားကျင်လို့လားအမေပြောလိုက်မှာ ကိုယ့်ရဲ့စိတ်အစာကိုပြည့်စုံမဲ့ကြာစံတို့ကိုတရိရတော့တယ်။အဲ့ဒီတော့ကကိုတန်းမဲရှိသေးတယ်။ကို့အတန်းမိုင်ဆီယာမကကိုတို့မောင်နှမ၃ယောက်ကိုတိတ်ချစ်တာ။မောင်နှမ၃ယောက်ဆိုတာတဝမ်းခွဲတွေပေါ့။အုံးချစ်ရဲ့ကိုရဲ့ပူချမ်းရဲ့ဆိုပြီးကျောင်းရဲ့နာမည်ကြီးမောင်နှမ၃ယောက်ရှိတယ်။ဇာကလည်းတော်တော့ကျောင်းတသေးလေးထဲမှာဆိုတာထည့်ပြောထားမှဆီယာဆီယာမတွေကချစ်ကြတယ်။နောက်ပြီးမုံဘူကလည်းအတင့်တင့်ချမ်းသာတော့မုံတွေရဲ့အချစ်တော်ဖောက်တဲ့လေးတွေပေါ့နော်။ ဒီတော့အเจ้าနဲ့မှလည်းစာတော်လို့မျက်နှာသာပေးခံရ။အเจ้าမြင်ရောက်တော့လည်းမဝယ်စားနိုင်လို့မျက်နှာပွင့်ရနဲ့။အเจ้าတော်လေးရဲ့လူစားတွေပေါ့။ဒါပေမဲ့ဘလို့လူစားလေးတွေပဲဖြစ်ဖြစ်အเจ้าရှိကဘာရန်မင်ကြီးအောင်မှရောက်နေကြာဆန်တော့တယ်ဦးလေးကြီးရဲ့ကြာဆန်တော့ကိုတော့လူစားမလုပ်ရကြ။အဲ့ဒီဦးလေးကြီးကအပေါ့ဆိုးလို့မဟုတ်ပါဘူး။သူ့ကြာဆန်တော့ကိုတနည်းမစားရရင်မနေနိုင်လို့မုံစာအเจ้าဆင်တာနဲ့သူ့စီပြေးရတာမို့။သူကလည်းအเจ้าမှရောင်းအကောင်ဆုံး စီးပွားရေးလုပ်ငန်းရှင်ဆိုတော့လက်မလဲဘူးဒီတော့သူများထက်အရင်စားရအောင်ကုံသွားတာမျိုးနဲ့မကြုံအောင်ပုံစားဖို့လွတ်တာနဲ့ဗာရမီကြီးရှိကိုပြေးကြတာပဲအဲ့ဒါစားတာကိုဆီယမကမကြိုက်ဘူးအချင်းကြီးကစိုးစိမ့်တွေပါတယ်ပေါ်ပေါ်လောလောကြာစံနေနဲ့လှုပ်ထားတယ်ဆိုပြီးပေါ့ဒါပေမဲ့အတန်းပိုင်ဆီယမကိုအယမ်းချစ်ဆီယမစကားနားထောင်ခဲ့တဲ့လူစွာ၃ယောက်ကြာစံတုပ်လေးရဲ့အရသာကိုတော့အာမခံနိုင်ခဲ့ဘူးကြာစံတုပ်ရဲ့အင်္ဂါရက်ကိုလည်းကြည့်အောင် ဂေါ်ဘီအညိုနန်းလေးတွေနဲ့စီပါတဲ့ဆိုယုံလင့်ထားတဲ့ကြာစံကိုနန်းနမင်းငြုတ်တီချင်းချင်းဆက်ရောထားတဲ့ချင်းရီလေးလောင်းထည့်ပေးလိုက်တာထည့်ပေးတာကဘာဒန်ရွက်ဘာဒန်ရွက်ဆိုပေမဲ့အထင်မသေးနဲ့တခါတလေရွှေဝါးရောင်တခါတင်ဗရမြရောင်ကြောက်စင်းရောင်တချို့ဆိုနေအောင်ဆက်လေးတွေတောင်ဖြစ်နေတဲ့တည်တယ်တနေ့တမျိုးမရိုးရဘူးလေနေရောင်ကိုကောင်းကောင်းကာကွယ်ပေးနိုင်တဲ့ဘာဒန်မင်းကြီးရဲ့အောင်မှာကျောင်းသားကလေးတွေဝိုင်းနေကြတဲ့ကြာစံတုတ်တဲကြီးကမင်းသားပဲ ကလေးဘဝမှာမမတ်ထင်ထင်ဖြစ်သွားတဲ့အရာတွေဟာအသက်တွေကြီးလာပြီမဲ့မမေ့ပြောက်ပဲရှိနေတဲ့တည်းကိုမွန်မောင်ဝမ်းခွေးတွေတော်တော်များများအိမ်နာကကစုံငင်းเจ้าမှာတက်ဘူးတယ်ညီမတွေကိုလည်းမေးကြည့်တယ်သူတို့အားလုံးလည်းအဲ့ဒီเจ้าမှာစားခဲ့ရတဲ့ကြာဆန်တို့ကိုအခုထိမမေ့သေးဘူးဒီလိုဆိုကြာဆန်တို့ကိုစုတ်တက်တက်နဲ့အခုထိမျောလင့်နေတာကိုမွန်မောင်ဦးနော်အခုဆိုရင်မိုးရင်းဆိုရေဝင်တဲ့ကိုရွေးရဲ့เจ้าလေးလဲနှစ်ထပ်တိုက်เจ้าလေးဖြစ်နေပြီ ကိုတို့ပြေးစောခဲ့တဲ့ကွင်းကြီးနေရာမှာတော့အချာအဆောက်အုံတီတီကနေရာယူလို့မုံစာကျောင်းဆင်းရင်အမောတော်ကပြေးရတဲ့ဗာရမင်ကြီးလဲအမြင့်တောင်မကြံတော့ဒီတော့ဗာရမင်ကြီးရောက်ကကြာဆန်တော့တဲ့ဦးလေးကြီးနဲ့သူ့ရဲ့ကြာဆန်တော့ကလေးလဲရှူဝါရံဗာရန်ရွက်ကလေးနဲ့အတူအဝေးကိုလွင့်ပါသွားကြပြီဟောဟူမာမောင်နှမလို့ထင်ရတဲ့ကလေးလေးတုံးရဗာရမင်ကြီးနဲ့အတူဗာရန်ရွက်ကလေးနဲ့အတူကြာဆန်တော့တဲ့ကြီးနဲ့အတူ ဂျာဇန်တုတ်ကလေးနဲ့အတူကိုရုမောင်နှမ၃ယောက်လဲကျောင်းကြီးကိုအပြီးပိုင်နှုတ်ဆက်ခဲ့ကြတာပဲဂျာဇန်တုတ်တဲကြီးလည်းမရှိတော့တာလဲတရားပါတယ်လေအခုဖတ်ပြခဲ့တာကတော့ဗာဒန်ရွက်ထဲကဂျာဇန်တုတ်ဆိုတဲ့အစီပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာဖျက်ပြခဲ့တဲ့အစီအစဉ်ဘုတ်ကိုကြာနေတမယ်လို့မျှော်လင့်ပါရယ်။နောက်နေ့မှာဘယ်စာကိုရွေးချယ်ဖျက်ပြသွားမလဲဆိုတာစောင့်မျှော်နိုင်စင်အားပေးပါအောင်နော်။နားဆင်ပေးခဲ့ကြတဲ့မောင်မောင်တွေအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။ နောက်နေ့မှပြန်ဆုံကြမယ်နော်